တန်းစီအတွက်ခက်ခဲဦးမဲ့ပြိုင်ဘက်ကွန်ပွန်ဝိုင်းဘာဝါလိုဝဲမင်္ဂလာပါကျွန်တော်ကိုအမ်ပါဂရန်စပေါ့ကနေကြားလိုက်ပြီးတော့ကြိုးကြိုးပါလိမ့်ထိုင်းမြန်မာစူပါလက်ကဲတားတပဲဖြစ်ဝမ်းစာဖြစ်နေတဲ့တန်းစီအတွက်စိန်ခေါ်တန်းရောက်လူထားခဲ့ပါပြီနွေမာလာ9ရက်မှာတန်းစီကထိုင်းဖိုင်တာကွန်ပွန်ဝိုင်းနဲ့ရင်ဆိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်တန်းစီနဲ့ထိုးသတ်မဲ့ထိုင်းဖိုင်တာကွန်ပွန်ဝိုင်းက အသက်32နှစ်ဝယ်ဝါရင်မွေတိုင်းဖိုင်တာတယောက်ဖြစ်ပါလေ။ Commonwealth One Friday Fight မှာကိုယ်ပွဲထိုးတတ်ထားပြီးတော့9ပွဲနိုင်9ပွဲသာရှုံးနိုင်ထားပါလေ။ Commonwealth မြန်မာဖိုင်တာတွေနဲ့စိမ့်သူတော့မဟုတ်ပါဘူး။ Sorak နဲ့မိုးထောင်ကိုအစည်းကစားပြီးတော့အနိုင်ရထားသူလည်းဖြစ်ပါလေ။ဒီတော့ဝမ်ဟာစာကောင်းပြီမဲ့အနှောင်းမတိကြပဲရှုံးပွဲတွေဆက်နေတဲ့တန်းစင်တို့ကခက်ခဲမှုပဲပွဲဆိုတာတော့တေးချာနေပါလေ။အသက်နဲ့17နှစ်ပဲရှိသေးတဲ့တန်းစင်က One Friday Fight မှာ9ပွဲထိုးတတ်ထားပြီး9ပွဲနိုင်3ပွဲရှုံးနိုင်ထားပါလေ။ တန်စီယာ1 Friday 5မှာ၃ပွဲဆက်ရှုံးနိမ်ထားတာကြောင့်အခုပွဲမှာသာဆက်ပြီးတော့ရှုံးပွဲကြုံတွေ့ကြမယ်ဆိုရင်နောက်ထပ်ပွဲရဖို့ကပိုပြီးတော့အလံဝေးသွားနိုင်ပါလိမ့်။တန်စီတို့ကဒူဝော့ဒိုင်းထိုးတတ်မဲ့ပွဲလေးဖြစ်နေတာပါ။တန်စီကအရေးချင်းရှိပြီးသား Fighter ဖြစ်ပေမဲ့လေးချင်းအစီအစဉ်တွေနိုင်ငံတကာအဆင့်မဖြစ်လို့ရောက်သေးတဲ့နေရာကိုမရောက်သေးဘူး။အခု Super Lag နဲ့ဒူလေးချင်းဝင်ရတာကန်တရားဖေးမာတာပါပဲ။သူတို့ကကန်တရားဖေးမာမှုရှိနေချိန်မှာဂျိုးစာအားထုတ်တာပိုပြီးတော့ပြင်းထန်စေခြင်းနဲ့သူကိုယ်တိုင်လည်းရင်အားထက်ကြိုးစားနေတာတော့မြင်သာပါတယ် ပြီးကြတဲ့လတွေအတွင်းမှာတန်းစီရန်ဘွားအချိန်တွေကအပြောင်းလဲများစွာဖြစ်ခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ်နဲ့စာချုပ်ကိစ္စတွေအေဂျင့်အပြောင်းလဲကိစ္စတွေစူပါလက်နဲ့တူလေးချင်းဝင်ရတာတွေစတဲ့အပြောင်းလဲများစွာရှိထားခဲ့တာပါ။သူကိုထုံးလင်းမိုးရဲ့ပြောဆိုတချို့ကြောင့်တန်းစီကိုအမြင်မကြည်သူတွေရှိနိုင်ပေမဲ့လက်ရှိချိန်မှာတန်းစီရန်မြန်မာဖိုင်တာတွေတဲ့မျောနှင်းခြင်းစရာပြန်ပြီးတော့ဖြစ်လာပါတယ်။အရင်လိုပေါ်ပေမှာပြောဆွေးမနေပဲလေးချင်းအစည်းအဝေးစနစ်တကျပြင်းပြင်းထန်ထန်လေးချင်းနေတဲ့တန်းစီကိုမြင်လာတာဝမ်းသာစရာတော့ကောင်းပါတယ်။ ဒါမဲ့ရှုံးဝဲတွေဆက်နေပြီးတော့ဖျားရှိတာကသူ့ကိုအကောင်းဆုံးပုံစံရစေပါမလားဆိုတာဇိုးရင်စိတ်ဖြစ်မိစေပါလေ။ဇူရန်လက်ကင်ဆာလောက်တွနဲ့ပွဲဒီမှာတန်းစီရဲ့နီးစတိပိုင်းအားနေချက်ကထင်ရှားလွန်းပါလေ။တန်းစီရဲ့မာကုံကလည်းမေကုံထုတ်စရာကောင်းလာခဲ့တယ်။ပွဲမတိုင်ခင်မှာစိတ်ဓာတ်တက်ကြွနေတတ်ပေမဲ့ပွဲချိန်တွင်ယုံကြည်စိတ်အမြင့်ဆုံးရှိမနေတတ်တာအမားရီကျူးလွန်တတ်တာစိတ်လောတာတွေကြောင့်နိုင်ပွဲတွေဝေးလာခဲ့တာပါ။နိုင်ပွဲများတဲ့အခါဘာရီအားနေလဲဘာရီမားလဲဆိုအဖေမရှာဘဲနဲ့တောင်းမန်လိုက်အောင်နဲ့ရတယ်ဆိုပြီး တန်းစီနေနဲ့ခံယူလို့တော့မရပါဘူး။ဒါမဲ့တန်းစီကတောင်းပန်လိုက်ပြန်ရှုံးလိုက်တန်တရားထဲမှာလေနီစဲဖြစ်နေခဲ့ပါလေ။ကွန်မွန်နိုင်ကသူ့ရဲ့နောက်ဆုံးပွဲကိုပြီးခဲ့တဲ့ဩဂတ်စ်လတုန်းကမော်ရိုကိုဖိုက်တာနဲ့ထိုးသတ်ထားပြီးတော့အမှတ်နဲ့အနိုင်ရထားပါလေ။သူကနီစတင်ကောင်းမှုပြီးတော့တန်းစီထက်အများကြီးတာတဲ့မြန်မာနိုင်ငံကိုစားပြုမွန်ဖိုက်တာဆွန်ရက်ကိုလည်းအနိုင်ရထားသူဖြစ်လို့ဘယ်လို့မှအမားလုပ်လို့မရတာကျိန်းနေတယ်။တန်းစီရဲ့အားနည်းချက်ကိုပြိုင်ဘက်တွေကလလေရှာတွေ့နိုင်တဲ့အချက်ကလည်းရေးကြီးပြင်ဆင်ရမှာပါ။ တန်းစင်နေတဲ့ကွန်မွန်ရိုင်းနဲ့ဘွဲမှာမဖြစ်မနေနိုင်ထိုးဖို့လိုအပ်နေပေမဲ့လည်းပြိုင်ဘက်ကဝိုင်းရင်ဖိုင်တာဖြစ်နေတာကြောင့်ခက်ခဲနိုင်ပါလိမ့်မယ်။တန်းစင်သာဒီဘွဲမှာရလက်ကောင်းမယ်ဆိုရင်တော့ဝိုင်းစားမဘွားမျောလင်းချက်ပို့ပြီးတော့ရှင်သန်နိုးထလာမယ်ဆိုပေမဲ့အဲ့ဒီအတွေးဟာစိတ်ကူးထက်တော့မပူပါဘူး။တန်းစင်တို့ကနောက်ထပ်ရှုံးပွဲကြုံရဖို့အခြေအနေကများနေခဲ့တာပါ။